ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဒီတပတ်3ရက်17လပေါ့နော်ဆရာကြီးရှင်14ရက်မြောက်လာတဲ့နေ့ပါဟုတ်ပြီဗျာဆရာကြီးကိုကြတော့ထားတဲ့လူတွေရှိပါတယ်ဟုတ်ပြီဗျာပထမတစ်ယောက်က20ရက်နေတွေက20ရက်နေတွေကကြတော့ထားတာပါအောက်တိုဘာပေါ့နော်ဒေါ်ဆန်းဆန်းမော်တဲ့ပသိမ်းရပါ9000ကျပ်ပါရှင်ဆန်းဆန်းမော်ဟုတ်ကဲ့ဒေါ်ဆန်းဆန်းမော်ပသိမ်းပသိမ်းရနားထောင်ကြလားဟုတ်ကဲ့ဆရာကြီး ။အော်ဝမ်းသာလိုက်တာ။ဟုတ်ကဲ့ဆရာ။ကဲအဲဒါကတော့တဲ့အလှရှင်ကိုဆရာကျေးဇူးတင်ပါတယ်လို့ဒီကပဲတုံ့ပြန်ပါတယ်နော်။ဟုတ်ကဲ့ပါဆရာ။ဟုတ်တော့ဆရာတူရဲ့ကျေးဇူးတင်တာမဟုတ်ပါဘူး။တိုင်းရင်းစေးပြန်တဲ့တော့ဒီစေးပညာကိုပို့ထုတ်တဲ့ဆရာကြီးအားလုံးကိုအားပေးတယ်လို့အတိမတ်ပြုပြီးတော့တမိကိုတာရုခေါ်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးသူရေးထားတာလေးလဲဖတ်ပြပါဦးမယ်နားလေတိုးမခံနိုင်ပဲနဲ့တဲ့ နားကိုဘောနော်လေတိုးမခံနိုင်မင်းနဲ့နားဥနားကြိုက်ပါတယ်တဲ့အဲ့ဒါလေဘင်းညာခွဲပြောလား तू မပြောဦးဆရာကြီးဟုတ်ပြီလေဘင်းတဲ့ကလည်းတဲ့ငန့်ကနေငန့်ကနေထိုးထိုးနေပါတယ်တဲ့ဟုတ်ပြီအဲ့ဒီယောဂဖြစ်တုန်းကလည်းတဲ့ဆရာကြီးကတဲ့သူများကိုညွှန်းထားတယ်ဘောနော်စေးနီးအတိုင်းနဲ့ရေမက်ခွက်တစ်လုံးကိုတဲ့အချိန်60တကြိုက်ချင်းတောက်တာတဲ့တနေ့၃ချိန်တောက်ခဲ့ပါတယ်တဲ့ကောင်းတယ်အဲ့ဒါအဲ့လားတဲ့နားလေးချိန်ခန်းလေးလုတ်ပါတယ်တဲ့ ဟုတ်ပြီတပတ်လောက်လောက်တာတဲ့ကောင်းသွားပါပြီရှင်တဲ့ဆက်လုပ်ပါဟာကျေးဇူးတင်ပါတယ်ရှင်တဲ့ဆရာကြီးလည်းကျမ်းပါပါစေရှင်အဲ့ဒါကြောင့်မေခွန်းရှင်လည်းပဲဆရာကြီးကျေးဇူးတင်တယ်ကျေးဇူးတင်ပါနော်ဟုတ်ကဲ့နော်ကရောတာအတွက်လည်းကျေးဇူးတင်တယ်မေးပေးတာလည်းကျေးဇူးတင်တယ်ဒါတွေကိုရုပ်တန်နေဖြစ်အများကိုဖြန့်ဝေပေးတဲ့သမီးတို့မီဒီယာကိုလည်းကျေးဇူးတင်တယ်အဲ့ဒီအားလုံးကိုကျေးဇူးတင်တဲ့အဲမှာ အထူးကျေးဇူးတင်တာကတော့နားထောင်ပြီးတော့ဟိုပြည်ပနိုင်ငံတွေကို ပညာရရင်သွားတယ်အလုတ်သွားတယ်အကြောင်းအမျိုးအကြောင်းနေထိုင်ပဲဖြစ်လို့သွားတယ်ဟိုကနေနားထောင်ကြတယ်ပြောတယ်ဟုတ်ကဲ့ဆရာကြီးသူက YouTube တင်တာအောင်ဟုတ်ကဲ့ပါအဲ့ဒီလိုက်နာပြီးတော့တက်တာသွားတဲ့ကလေးတွေပြန်တုံပြန်တဲ့စကားကြတော့ဆရာကြီးကပူပြီးခွန်အားဖြစ်ရတယ်ဟုတ်ကဲ့ပါဆရာကြီးသူတို့အဝေးရောက်မှပူတံမိုးထားတယ်ပေါ့ဟုတ်ကဲ့ဒီမှာနေတော့တိုင်းရင်းစည်းပညာဆိုတာတော့တံမိုးရှိမှမသိဘူးပေါ့ဟုတ်ကဲ့ပါဆရာကြီးအခုကြတော့အဲ့လိုနားထောင်လို့လိုက်နာကြတော့သူတို့ရဲ့ကျမ်းမာကြီးတွေ ကောင်းလာတယ်ဆိုတာကြားလို့သူတို့တွေကလည်းဆရာရဲ့ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာ။ဒီကနေ့အမှတ်တရတုံ့ပြန်လိုက်ပါရယ်ဗျာ။ဟုတ်ကဲ့ပါဆရာကြီး။နောက်တစ်ယောက်က23ရက်10လပိုင်းကကြော့ထားတာပေါ့နော်။ဟုတ်ပါဘူး။ဒေါ်နွယ်နွယ်တဲ့ပကိုးပါဆရာကြီး။ဟုတ်ပြီ။3000ကျပ်ပါဆရာကြီး။တာရုခေါ်ပါတယ်ပြပတ်စံနေ 30%ပတ်စံတကယ်ကြမနေဘူးเนาะဟုတ်ကဲ့ပါဆရာကြီးအများကြီးပဲလို့ပြောပါမှာเนาะ30%ကျောက်ပါလေဆရာကြီးတဲ့ကျမ်းမာရေးအကြောင်းဟောပြောပေးတာတွေတဲ့အမဲကြီးဖြစ်ပါတယ်တဲ့ဆရာကြီးပြောသလိုတဲ့နေထိုင်စားတောက်လို့တဲ့ကျမ်းမာရေးတွေကောင်းလာပါတယ်တဲ့အဲဝမ်းသာလိုက်တာဆရာကြီးကိုကြတော့ပါတယ်တဲ့ဟုတ်ပြီပင်လုံးစားပေးရတပတပိန်းပါဆရာကြီးအားလုံးပေါင်းတသိန်း၈၀၀ဆရာကြီးကဲအလှူရှင်နေတော်ဆန်းဆန်းမော်ရော တော်နွယ်နွယ်ရောပြုံးလုံးစားပြီးရောတသိန်း၈၀၀တောင်းနော်ဟုတ်ကဲ့ပါဆရာကြီးမနေဘူးဒါကိုဆရာကြီးကအကျိုးရှိရရှိကြောင်းအထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လို့ဒီစည်းပညာနဲ့ပတ်သက်လို့ဒီစည်းပညာဖော်ထုတ်သွားတဲ့ဆရာကြီးနဲ့ပတ်သက်လို့အကျိုးရှိရရှိကြောင်းကိုဆရာကုသိုလ်ယူပေးပါမယ်လို့နော်တင်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်ကြပါစေဗျာ